ဲမင်္ဂလာပါဒီစပတ်ကျင်းပမယ် One Friday Fight 131ပွဲစဉ်မှာပါဝင်လာမယ်ဆိုပြီးတော့တည်င်းထွက်ခဲ့တဲ့မြန်မာ fighter ကျော်စောဝင်းဟာတော့အသေးစားဒဏ်ရာပြဿနာကြောင့် One Championship ရဲ့ပွဲဥထွက်ကိုမထိုးလိုက်ရပဲပွဲပြတ်သွားခဲ့ရတာပါကျော်စောဝင်းကိုခုချိန်မှာပြိတ္တာလုံးကပွဲထိုးတာကိုစောင့်မျှော်နေကြပါတယ်မြန်မာနိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံတယောက်ရှိလာပြီးဖက်တက်ဂျင်မှာဝေထိုင်းနီးစနစ်တွေ လေ့လာသိယူနေသလို မြမရိုးရလက်ဝတ်နဲ့ပတ်သက်တဲ့လက်ကမောင်းခန်းနီးစနစ်များကိုလည်း FedEx Gym ကညီကိုဆရာတွေကို ပြန်လဲမျှဝေနေတာကို တွေ့ကြရမှာပါရိုးရလက်ဝတ်မှာထိတ်တန့် Fighter တွေတက်ကတယောက်ပါဝင်ဖြစ်နေပေမဲ့တကယ်တော့ကျော်စာဝင်းဟာအသက်ငယ်သေးတဲ့လူငယ် Fighter တယောက်လို့ဆိုနိုင်ပါတယ်ကျော်စာဝင်းကရမချက်ကြီးလူငယ် Fighter တယောက်ဖြစ်ပြီးဝေတိုင်းနဲ့ပတ်သက်တဲ့နီးစနစ်တွေကိုရင်ဆုံးတင်ယူလေ့လာ ကျိုးစားလေးကျင်းနေတာကိုလူမှုကွန်ရက်တွေပေါ်မှာမြဲလွတ်လို့မြင်တွေ့နေရတာပါလူချင်းခင်မင်းရင်းနှီးမှုအနေနဲ့ဖက်တက်ချင်းကနောင်တော်ကြီးတွေသာမကဝမ်းချမြရှိရဲ့ချန်ပီယံဖြစ်တဲ့ Stamfordex လို့လို Philarisi ကချစ်ခင်မှုကိုပါရရှိနေခဲ့တာဖြစ်ပါတယ်အရှိပုံစံတွေရကျိုးစားဝင်းနဲ့တူလက်ချင်းနေကြတဲ့ဖိုက်တာတွေကလည်းဝမ်းချမြရှိမှရှင်ပြိုင်နေကြတဲ့ ဖိုက်တာရစီကမွေတိုင်းနဲ့ပတ်သက်တဲ့နီးစနစ်တွေကိုတိလောက်ခွင့်ရပြီးတော့ရိုးရလက်ဝဲဖိုက်တာဘွားတို့ကကြော်စာဝင်းနဲ့လက်ရှိကြော်စာဝင်းဟာတော်လေးကွာခြားလာတာကိုလည်းမြင်တွေ့လာရတာပါရိုးရဖိုက်တာတယောက်ဖြစ်တဲ့အတွက်မာကွန်ပိုင်းနဲ့ပတ်သက်ပြီးပြောစရာမလိုတဲ့ကြော်စာဝင်းကိုမွေတိုင်းနီးစနစ်မှာပါထပ်ပြီးပေါင်းတဲ့ထားတော့ပြည့်ပြည့်စုံတဲ့ဖိုက်တာကောင်းတယောက်ဖြစ်မြင်တွေ့သွားရဖို့ရှိနေပါတယ်။ဒါကြောင့်လည်းမြန်မာပြည်သားအလုံးကသူ့ရဲ့ပွဲကိုစောင့်ကြည့်နေကြတာပါ ကျိုးသောဝင်းကတော့ဒီတပတ်ထိုးသက်မဲ့ဝမ်းချမြန်ရှိပွဲစဉ်မှာပါဝင် ထိုးသက်ခွင့်မရခဲ့တာကြောင့်ပြိသက်တွေကို ပြန်လည်တောင်းပန်ထားခဲ့တာပါပြိသက်တွေစောမြုံနေကြတဲ့ကျိုးသောဝင်းရဲ့ဝမ်းချမ်ပီယံရှစ်ပွဲအထက်ကိုတော့ညမကြမီမှာအနည်းနဲ့မြန်ပြန်လည်ကြည့်ရှုအပ်ပေးကြရတော့မှာပါအလုံးကိုကျေးဇူးများဤတမားတယ်